တလောက်ဒေါ်လာ900တထောင်ရတယ်ဆိုပြီးတော့သူများဂျန်ထဲတိုင်းလည်းမယုံကြနဲ့ ခုခက်မှာအလကားဆိုတာဘာမှမရဘူးကိုစ조사ရင်조사တယ်လို့조사တလောက်ပဲရတယ်ဒါပေမဲ့ကို조사ပုံ조사နီးမှန်တော့တလောက်ဒေါ်လာ900 300လောက်ကတော့ Telegram ကနေအသာလေးရှာလို့ရတယ် crypto airdrop တွေကနေဒီလိုလောက်ရင်ပတ်စံရရဲပတ်စံတပြားမှရင်းနှီးစရာမလိုပဲတလောက်ဒေါ်လာ100နေရာလောက် exchange ချလာလို့ရတယ်ဘာဘာညာညာဆိုပြီးတော့မဖြတ်နိုင်တာတွေဖြမုတ်ခတ်ခဲတဲ့အရာတွေဒီဗီဒီယိုထဲမှာလုံးဝမပါဘူးဒီဗီဒီယိုထဲမှာအဓိကပါမယ့်အကြောင်းအရာတွေကတော့ Telegram monetization ကဘယ်လိုလု ောက်လောက်တာလဲ Telegram channel နဲ့ group ကဘာ require လဲ Telegram ကနေဝင်ဝင်ရအောင်ဘယ်လိုရှာလို့ရလဲ Telegram channel မှာ subscriber များအောင်ဘယ်လို marketing ဆင်းရလဲဆိုတဲ့အကြောင်းအရာတွေအပါအဝင်ကျွန်တော် Telegram ကနေဝင်ဝင်ဘယ်လောက်ထိရအောင်ရှာနိုင်လဲဆိုတဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုထဲမှာကြည့်လိုက်ကြအောင်ဗီဒီယိုမစခင်ပြောစရာလေးတစ်ခုရှိတယ်ကျွန်တော်နာမှာ video editing server နဲ့ video editing course နှစ်ခုလုံးရှိပါတယ် video editing server မှာကျွန်တော်ခုကျွန်တော်ပြထားတဲ့ editing style တွေအပြင်ကိုလိုချင်တဲ့ editing ပ ုံစံမျိုးကိုတိုင်ပင်ပြီးတော့လာအပ်လို့ရတယ်။အဲ့လို edit ရေးစားပဲအပ်ပြီးတော့မလောက်ချင်ဘူးကိုယ်တိုင်လောက်တက်ချင်တာဆိုရင်လည်းဖုန်းနဲ့ video edit လုပ်နေ Visual to Advanced course လေးကိုလာ join လို့ရတယ်။ course ထဲမှာကျွန်တော်ရဲ့ video editing style တမျိုးတည်းကိုသင်ရမှာမဟုတ်ဘူး။ video editing freelancer အလို့လောက်ကင်နေတဲ့တခြား editor ၃ယောက်ရဲ့ editing lesson တွေကိုပါတနေရာထဲမှာလေ့လာလို့ရမှာပါ။အသေးစိတ်ရော description မှာချပေးထားတဲ့ link ကနေပြီးတော့တွားကြည့်လို့ရပါတယ်။ Telegram မှာ public channel နဲ့ private channel ဆိုပြီးတော့ channel အမျိုးအစား2မျိုးရှိတယ်ဒီ2မျိုးတင်မဟုတ်သေးဘူး group ဆိုပြီးတော့ Telegram group ပါရှိသေးတယ်ဒီ channel group 3မျိုးထဲမှာ public channel ရပဲ monetization ရပြီးတော့ channel private channel နဲ့ group ကကြတော့ monetization မရပါဘူး private channel ဆိုကြရ channel join channel အောင် admin က ქვენ ပြုပေးမှာ join ခွင့်ရတာဆိုတော့ private channel မှာလူအနှဲငယ်လောက်ပဲရှိမယ် public channel ကကျတော့ public ဆိုတဲ့အတိုင်းပဲ public channel ကလူရဲ့အကန့်အသတ်မရှိ join လို့ရတယ်နောက်တစ်ခုကကျတော့ group group ကလည်း public group နဲ့ private group ဆိုပြီးတော့ group အမျိုးအစား၅မျိုးရှိတယ် private group က land နဲ့ invite လုံးမှာ join လို့ရတာဆိုတော့ private group ကလည်း private channel လိုပဲလူဦးရေအကန့်တတ်နဲ့လက်ခံလို့ရတယ် public group ကလည်းထွ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 ပြောစရာတော့မရှိဘူး public channel လိုပဲလူဦးရေအကန့်တတ်မရှိ join လို့ရတယ် ဒီ channel group အကူလုံးကကိုအတုံးချတဲ့ချတဲ့တလို့ဝင်ငွေတွေချမ်းနေအောင်ရှာလို့ရတယ်အဲ့လိုဝင်ငွေတွေချမ်းနေအောင်ဘယ်လိုရှာရလဲဆိုတဲ့အကြောင်းအရာတွေကိုတော့ဗီဒီယိုရဲ့ရှေ့မှာပဲဆက်လိုက်ကြအောင်လောလောဆယ်ကတော့ဒီ channel group လေးခုထဲက public channel တစ်ခုပဲဘာလို့ monetization ရတာလဲဆိုတော့ဆက်လိုက်ကြအောင် telegram monetization ဆိုကြတဲ့ကသူများတွေကကို channel မှာ ads ကြော်ညာတွေလာထဲတယ်ကြော်ညာထဲတယ်ဆိုကြတဲ့ကလူအနေငယ်လောက်ပဲရှိမဲ့ private group မှာတော့ကြော်ညာလာထဲမှာမဟုတ်ဘူးအဲ့ဒါအကြောင်းကျွန်တော်တို့ဒီ private group group နဲ့ channel ကိုခဏဘေးခောက်ထားလိုက်မယ် so ကျွန်တော်တို့ဒီနေရာမှာ public channel နဲ့ public group ဆိုပြီးတော့နှစ်ခုပဲ channel ဒီနှစ်ခုလောင်းဝလဲ public channel တူတူ public group က monetization မရပါဘူးပြောတာရှင်းလားမသိဘူး public channel မဟုတ်ပဲね group က monetization မရတာအကြောင်းကတော့ telegram group မှာ user တွေကိုလောင်းဝ post တွေတင်နိုင်တယ်အဲ့လို user ကိုလောင်းဝ post တင်နိုင်တဲ့ဂျာထဲကို telegram ကနေပြီးတော့ ads တွေလာထည့်လိုက်ရင် မလိုလားအသက်ပြဿနာတွေအများကြီးဖြစ်သွားနိုင်တယ် like ads အတူတွေလောက်ပြီး ပြီးတော့ user တွေကအချမ်းချမ်း scam လုပ်လာမယ် scammer တွေက monetization ကိုအလွယ်သုံးစားလုပ်လာမယ် etc etc ဒါဗီဒီယိုရဲ့အဓိက topic မဟုတ်လို့ဒီဘက်ကတော့မလဲတော့ဘူးဒီ channel group channel နှစ်ခုထဲက public group ကလည်း monetization မရဘူးဆိုတော့ဒီ group ကိုလည်းခဏဘေးဖယ်ထားလိုက်မယ် so ကျွန်တော်တို့ဒီနေရာမှာ public channel တစ်ခုပဲကျန်တော့တယ် telegram ရဲ့ official monetization ကလည်းဒီ channel တစ်မျိုးပဲရတယ်ပုံမှန်အားဖြင့် telegram monetization ရမှာတော့ youtube facebook တွေလို့တွားလျှောက်စရာမလိုကို့ Telegram channel က public channel ဖြစ်ပြီးတော့ subscriber 1k ပြည့်တာနဲ့ monetization ရတယ်။တခြားဘာဆိုဘာမှမလိုအပ်ဘူး။အဲ့လို subscriber 1k ပြည့်တာနဲ့ monetization auto ရတယ် public channel ထောင်ဖို့အတွက်လည်းစောက်ရအောင်မလွယ်ကူလွန်းနဲ့ subscriber 1k ပြည့်အောင်လုပ်မောကလည်းအရန်အရန်အောင်မလွယ်ကူလွန်းနဲ့ဒါလွန်ခဲ့တဲ့နှစ်လ၃လလောက်ပါကျွန်တော် Telegram channel subscriber 1k တပတ်နဲ့ပြည့်လို့မိုင်းလေးတင်ထားတဲ့ပုံဒါကကြတော့ခုလက်ရှိကျွန်တော်ရဲ့ Telegram channel ရဲ့ subscriber Telegram channel ya YouTube TikTok ro lo for you hit ma ma twa ra Telegram subscriber sha ya ra khat de ba ba nya nya what the f bro Telegram marketing sender YouTube Facebook creator mya yo ma lwel lon ne di social media re paw ma nia tit tit le tuk ya aw lou lai da ne ko Telegram channel ma subscriber re ya phai kho sia ma lo be ne auto yau la lai me a lo ko channel ma subscriber re auto yau la mo twa swan no tu ro twa ma shi ma phet lo a ma a ya re yo chano ro ye Telegram channel ma pe mo lo at de blo myo le ဆိုတာတော့ကျွန်တော်ကိုကျွန်တော်ဥပမာထားပြီးတော့ပြပေးမယ်ဒါကကျွန်တော် Telegram Channel စားထောင်းတော့ကကျွန်တော်တက်တော့မှာတင်လိုက်တဲ့ဗီဒီယိုခုတလောလူတောင်းများနေတဲ့ဒီ application လမ်းတွေကို free နဲ့ရမယ်ဆိုရင်ဟုတ်ပါရဲ့ဒီ software လမ်းတွေပြင်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာအသုံးပြုနေတဲ့ icon sound effect ဒါတွေတင်မဟုတ်သေးဘူးဗီဒီယိုအတတိုင်းသူအလိုအပ်တဲ့ material ပေါင်းနေရချော background music sound effect အကူလုံးတနေရာထဲမှာအဲ့ဗီဒီယိုတင်ပြီးတော့တပတ်ကျော်နှစ်ပတ်လောက်မှာပဲကျွန်တော် channel က subscriber 2000ကျော်ရသွားတယ်။အဲ့လိုနဲ့ပဲကျွန်တော်မြန်မာ font alert တွေ share Telegram channel မှာတင်ပေးတယ်။အပြင်မှာမရတဲ့ photo တွေကို AI နဲ့ generate လုပ်ပြီးတော့တင်ပေးတယ်။ပြောရမယ်ဆိုရင်တော့ ethnicity ဆိုင်တဲ့အရာတော်တော်များများကိုကျွန်တော်ရဲ့ Telegram channel မှာတင်ပေးတယ်။တက်တော့မှဗီဒီယိုတင်တိုင်းလဲဗီဒီယိုရဲ့အဆက်ဒါမှမဟုတ်ဗီဒီယိုထဲကအရာတွေကိုကျွန်တော်ရဲ့ Telegram channel မှာတင်ပေးတယ်။ အဲ့ဒါနဲ့အားမရလို့ကျွန်တော်ကျွန်တော်ရဲ့ video editing course ကို premium လေးလုပ်ပေးတယ်ဘယ်လိုမျိုးလဲဆိုတော့ စကားမဆက်ကျွန်တော် attack ဘယ်လိုလုပ်လဲ attack မှာ AI ရေဘယ်လိုတွဲတောင်းလဲဆိုတာတွေ attack then tutorial တွေကျွန်တော်ရင်ဗီဒီယို attack လောက်တော့ record တွေအားစ the class ထဲမှာပြပေးထားပါတယ် class ကြီးကိုတော့တတ်မှတ်ထားပေးမယ်ကျွန်တော်ပုံမှန်အားပေးနေတဲ့သူတွေအတွက်နှစ်တက်ကို primarily လောက်ွေးထားပါတယ် comment မှာချပေးထားတဲ့ telegram channel link ကိုနှိပ်ပြီးတော့ channel ထဲမှာ class အကြောင်းအသေးစိတ်တွားကြည့်လို့ရပါတယ်ဒါနဲ့လည်းကျွန်တော်မချိနှက်ခဲ့ဘူးအဲ့ဒါကြောင့်ကျွန်တော်ကျွန်တော်ရဲ့ youtube video တွေကိုပါအပိုင်းနဲ့ခွဲပြီးတော့တစ်ပိုင်းကို YouTube မှာတင်တယ်။တပိုင်းကိုရော Telegram Channel မှာတင်ပြီးတော့ YouTube က Audience တွေကို Telegram ဖက်ကိုပို့တယ်။ဒီအချက်တွေကြောင့်ပဲကျွန်တော်ရဲ့ Telegram Channel မှာအချိန်တိုအတွင်းနဲ့ Subscriber တွေများလာအောင်လုပ်နိုင်ခဲ့တယ်။ ဘရာဒါတို့ရောကျွန်တော်ရဲ့ Telegram Channel ကနေ YouTube ဖတ်ကိုရောက်လာတာလား YouTube ကနေ Telegram ဖတ်ကိုရောက်သွားတာလားဒါမှမဟုတ်ကျွန်တော်ရဲ့ Video တွေကိုခုမှကြည့်ဖူတာလားဆိုတာတွေကိုတော့ Comment မှာတစ်ချက်ပြောခဲလို့ရတယ်ဒီလောက်ဆို Telegram မှာ Subscriber ဘယ်လိုရှာရလဲဆိုတာကို Share မိလို့လည်းထင်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ Video ရဲ့အတိအကအချက်ဖြတ်တဲ့ Telegram ကနေဝင်ဝင်ကြမ်းနေအောင် Marketing ဘယ်လိုစင်းရလဲဆိုတဲ့အကြောင်းအရာတွေအပါအဝင်ကျွန်တော် Telegram ကနေဝင်ဝင်ဘယ်လောက်ထိရလဲဆိုတာတွေကိုတစ်ချက်ကြည့်လိုက်ကြအောင် Telegram ကနေဝင်ဝင်ရှာတဲ့နီလန်းတွေက မျိုးမျိုးရှိတယ် public channel ကတော့ရှင်းမှာကျွန်တော်ပြောခဲ့သလိုပဲ telegram ရဲ့ official monetization ကနေလဲဝင်ငွေရသလိုလောက်စားကြော်ညာတွေ 2D 3D ကြော်ညာတွေကနေလဲဝင်ငွေတွေကျန်းနေအောင်ရတယ်လောက်စားကြော်ညာတွေကိုလည်းအထင်မသေးနဲ့အောင်လော 2D 3D ကြော်ညာတွေကိုလက်ခံရုံနဲ့တင်ဒလောက်ဒေါ်လာ900အနေနဲ့1000ကြားရနေတဲ့ Telegram channel တွေမှာအများကြီးရှိတယ်။ကြော်ညာလက်ခံရုံနဲ့တကယ်ပဲဒလာဒလာအလိုဝင်ငွေကျန်းနေတာလားဆိုတာကိုသိချင်ရတော့ကျွန်တော်တို့ကမြန်မာနိုင်ငံရဲ့ Digital Advertising Industry အလုပ်လုပ်ပုံကိုအရင်ဆုံးနားလည်အောင်လောက်ထားရမယ်။ ကျွန်ညာရဲ့သဘောတရားအရာကျွန်ညာရှင်အားကို့ channel မှာကျွန်ညာလာအဲ့အဲ့ channel ရဲ့ subscriber နှုံးနဲ့တွက်ပြီးတော့ကျွန်ညာခပေးတယ်ခုလက်ရှိပေါက်ဈေးကတော့ subscriber တရားကို3ချက်နှုံးလောက်ရှိမယ်ထင်တယ်ကို့ channel မှာ subscriber 30k ရှိတဲ့ဆိုရင် slot ကျွန်ညာ1 post လက်ခံပေးတာနဲ့ 60k လောက်ကတော့ရနေပြီ2 post လက်ခံပေးရင်180 k ဒါပေမဲ့ ကျွန်ညာတွေကအဲ့လို subscriber တယောက်ကို၃ချက်နှုန်းနဲ့ကို channel ကိုလပြန်ငားကြတယ်။အဲ့လိုလပြန်ငားတဲ့နေရာမှာလဲကိုကကို channel မှာကျွန်ညာအပ်တဲ့လူ၂ယောက်ထိကိုလက်ခံလို့ရတယ်။အကြံဖြန်းတွဲရန်အောင်မှာ subscriber 30k ရှိတဲ့ channel တစ်ခုမှာကျွန်ညာရှင်ကကျွန်ညာ post ၃ခုစီလပြန်အပ်တယ်ပဲထား။ငါးသိန်းခွဲလောက်ကတော့အတားလေးကိုရနေပြီ။ဒါတောင်လောက်ကျွန်ညာပဲရှိသေးတယ်။ 2D 3D ကျွန်ညာတွေကမပါသေးဘူး။လောက် ကြောင့်ညာကိုလာပြတ်ယူထားလဲဒူးဒီ 3D ကြောင့်ညာကိုတော့တရက်စာတရက်ယူပြီးတော့လာပြတ်ယူထားတဲ့ channel မှာပြန်တင်လို့ရတယ် Telegram channel ကိုတခြားလေးအချိန်ပေးပြီးတော့ run မယ်ဆိုရင်တော့ကျွန်တော်တို့ခတ်မှန်းခြေတော်မှာတလောက်စက်သိန်းဝန်းကျင်လောက်ပါတော့အတာလေးကိုရှာလို့ရတယ်ဒါတော့ကျွန်တော် channel တစ်ခုစာပဲပြောရသေးတယ်ကျွန်တော်တို့ကြည့်နေကြ movie channel တွေဆိုရင် admin တယောက်ထဲက channel 10ခုလောက်ကင်ထားရမျိုးတွေလည်းရှိတယ်အဲ channel 10ခုထဲမှာတချို့ channel တွေက 10k 20k 50k နောက်ဆုံး subscriber 100k ထိရှိတဲ့ channel တွေပါရော ကင်ထားတဲ့လူတွေရှိတယ်ခနာအလိုပဲလာပြ subscriber တယောက် တောင်းချက်နှုံနဲ့ဒါမျိုး channel အများကြီးကင်တဲ့လူတွေရဲ့ဝင်ငွေဆိုရင်ဘလောက်ကြမ်းလဲဆိုတာကိုကိုယ်တိုင်ခန့်မှန်းကြည့်လို့ရတယ်ခန့်မှန်းချေဘလောက်ထိရနိုင်လဲဆိုတာတော့ comment မှာတစ်ချက်ပြောခဲ့လို့ရတယ်အဲ့လို movie channel တွေအများကြီးကင်နေတဲ့လူတွေအတွက်ကလည်းဘာမှထွတ်ထွတ်ထူးထူးပူစရာမရှိဘူး channel အကိုလုံးမှာ channel တစ်ခုထဲမှာတင်ထားတဲ့ movie link တွေကို copy paste ထိုင်လုပ်နေအောင်နဲ့တင်အလုပ်ဖြစ်နေပြီဒါတော့ movie channel တွေအကိုလုံးကတိတိကျကျမပါဘူး နောက်ဆုံးအပိုင်းအနေနဲ့ကတော့ကျွန်တော် Telegram ကနေဝင်ွေဘလောက်ထိရလဲဘာလို့ပြီးတော့ဒီဝင်ွေတွေကိုရထားတာလဲဆိုတဲ့အချက်တွေကိုကြည့်လိုက်ကြအောင်ကျွန်တော် Telegram ကနေ live time ရတဲ့ဝင်ွေကတော့ဒေါ်လာအဲ့လောက်ရှိမဲ့ထင်တယ်ကျွန်တော်အဝင်ငွေတွေကို Telegram monetization ကနေရထားတာမဟုတ်ဘူးကျွန်တော်ရဲ့ video editing service video editing course သူများတွေရဲ့ video editing course တွေမှာ like ပြီးတော့ကျွန်တော်ရဲ့ editing style တွေကိုရှင်းပြပေးပြီးတော့ဒီဝင်ငွေတွေကိုရထားတာ Telegram monetization ကနေလဲဝင်ငွေမရဘူးလို့ပြောတာတော့မဟုတ်ဘူးအဲကနေလဲဝင်ငွေရတယ် Telegram monetization ကနေကျွန်တော် lifetime ဝင်ငွေဒေါ်လာတစ်ဒေါ်လာရဖို့ပါတယ် ချားကြော်ညာပါညာလက်ခံရတော့ဝင်ဝင်ရပြီမဲ့အဲ့ channel မှာ editor နဲ့သက်ဆိုင်တဲ့ tutorial video တွေ photo png etc etc အားတွေကိုအဓိကသင်တာဖြစ်တဲ့အတွက်အကျိုးမရှိတဲ့လောင်းကစားကြော်ညာတွေကိုလက်မခံဘူး telegram ကြော်ညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ရဲ့ telegram channel မှာတိတိကျကျလေးရှင်းပြပေးထားတာမလို့ telegram channel မှာအသေးစိတ်သွားပြီးတော့လေ့လာလို့ရပါတယ် telegram channel မဟုတ်ဘဲနဲ့ youtube ကနေဝင်ဝင် share ချင်တာဆိုရင်တော့ကို video အတွက် content idea share နေရ youtube thumbnail လုပ်နေရ youtube video add market နဲ့ပတ်သက်တဲ့အရာတွေကိုကျွန်တော်ရဲ့ဒီ YouTube channel ထဲမှာပဲလေ့လာလို့ပြပါရစေ။